4ရက်5လ2025ရစီစိုးကြတပ်ဖွဲ့နဲ့စစ်တပ်နဲ့စစ်ကြောင်းမှပူးပေါင်းဖွဲ့လက်တော့စစ်ပဆိုင်ရာအုပ်ချုပ်မှုတင်နန်းအပတ်စဉ်ဖြစ်တင်နန်းစမွေးခန်းတော်စတင်ဖွဲ့လက်ကြောင်းကြေညာအပ်ပါတယ်ရှင်ဒီမြို့သားလန်တော်နဲ့ဒီလူကဝေးတက်လို့လန်တော်အားလေပြုတ်ရဲ့ သာနီသူရဲ့တော်များပေါ့ဒေသာသာမီပါနခန္ဓာစီစဉ်300စပယ်ဆိုင်ရာအုပ်ချုပ်မှုတင်တဲ့အသက်ဆက်တင်နေစဝဲအခမ်းအနားတွင်အဖွင့်အမှားစကားပြောကြားပေးပါရန်ဂျက်စစ်ဆိုကြားတရေးဖို့ကြီးဦးတန်အားဖိတ်ခေါ်အပ်ပါရရှင်မင်္ဂလာပါအားလုံးပဲအခုတော့ မောင်းလုံးနေနေတော့ရဲဘော်တို့ကျေးဇူးပြင်တယ်ပေါ့နော်ဒါတော့ဒီကျွန်တော်စနေစပွဲခဏတိုင်းဟာကျွန်တော်တို့ဒီလိုမျိုးဟိုကျွန်တော်တို့လည်းမဇိမမပါဝင်ရတဲ့ဟိုကျေးဇူးတူးတင်တယ်ဒါတော့ကျွန်တော်ပမောင်းဆုံးပြောကြလို့နောက်တစ်ခုကတော့ကျွန်တော်ဒီတနန်းဖွင့်လျက်ချင်းယူရချက်ပေါ့ကျွန်တော်တို့လည်းကလာဟုတ်ဆိုရင်လေးလေးကြောင်မနေတဲ့ရောက်လာပြီဆိုတော့ကျွန်တော်တို့မှာဒီတော်လိုင်းလိုအချက်ရကျွန်တော်တို့ ီစွမ်းရည်တုံးရက်ဒါအလုံးကြည့်ကြပြီးတိုင်းဖြစ်တယ်စီရေးစွမ်းရည်ဟလာအာအုတ်ချုပ်ရေးစွမ်းရည်ကျိုးရေးစွမ်းရည်အဲစွမ်းရည်တုံးရက်ပို့ပို့ပြီးတော့တိုးတက်ဖို့လိုအပ်လာပြီတိုးတက်ဖို့လည်းကျွန်တော်တို့လုပ်မှရဒါကြောင့်မို့ကျွန်တော်တို့ဒီဒီချက်ကလည်းကျွန်တော်တို့ဒီစစ်ပတ်ဆိုင်ရာအုတ်ချုပ်မှုပြန်လည်ဆိုတဲ့ဒီဖွင့်လျက်ဒီပြောချက်မှာတစ်ချက်ပါဝင်ဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ကဟိုဒါယာတွေတော့မတူကြဘူးဒါပေမဲ့ကျွန်တော်တို့ရိမှန်းချက်ပန်းနိုင်ဖြစ်တဲ့ဒါယာကတော့တူတယ် တော့အဲ့ဒီကိုကျွန်တော်ဒီဇိုင်းမှာသွားဖို့အတွက်ကခုနဒီဆွဲရုံရဲ့ထက်မြက်နေမှာဖြစ်တယ်ဒါကတော့ကျွန်တော်တို့ဒီအဲတက်တီရဲ့မရှိမဖြစ်ဟိုကျွန်တော်တို့မနိုင်ထားမဲ့ဆွဲရည်ဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီတနက်ကိုကျင်းပအဖွဲ့လိုက်ရခြင်းဖြစ်တယ်ပေါ့နော်ဆက်လက်ပြီးအခမ်းအနားအစီအစဉ်လေးအရာ Justice ဆိုချက်တက်ဖွဲ့တက်ထောက်ဘူကြီးကိုကျမအားပေးစကားပြောကြားပေးပါယင်ဖိတ်ခေါ်အပ်ပါတယ်ရှင် အဲ့လိုဆိုတော့ဥဆောင်ရွယ်ပြုတဲ့ကိစ္စမှာတခုတတိထားမှာဗာလဲဆိုတော့အရင်လိုမျိုးကိုကဥဆောင်သူနောက်ကိုလိုက်တဲ့ပုံစံတည်းတည်းပဲမဟုတ်တော့ဘူးပေါ့နော်ဥဆောင်သူနောက်ကိုလိုက်တဲ့အချိန်မှာတော့ဥဆောင်သူကကိုယ်ကိုဘာအောင်မြင်ကြမလဲဥဆောင်သူကဘာအောင်စဉ်းစားမလဲဒါတွေကိုသိရမှာလို့သူမြင်ကြတဲ့အတိုင်းပဲကိုကလိုက်ပြီးတော့မှအမိန့်နာခံပြီးတော့တာဝန်ကြီးအောင်လုပ်လိုက်လို့မယ်ဒါပေမဲ့အခုကကိုကိုယ်တိုင်ဥဆောင်ရတော့မယ့်အချိန်မျိုးရောက်လာပြီကိုကိုယ်တိုင်ဥဆောင်ရတော့မယ့်အချိန်ကရောက်လာတယ်အဲ့လိုဆိုတော့ ကိုကိုရိုင်းတကယ်ဥဆောင်တဲ့အချိန်မှာရောက်ပြီဆိုလို့ရှိရင်အရင်တော့ကိုကိုဥဆောင်ခဲ့တဲ့လူတွေဘယ်လိုမျိုးဥဆောင်ခဲ့လဲကို့ဘောမှာဘယ်လိုမျိုးသင်ကြားခဲ့လဲဘယ်လိုစနမူနာကောင်းပြမှုတွေရှိခဲ့လဲဆိုတဲ့ဟာကိုအပြန်အလှန်စဉ်းစားပြီးတော့မှတစ်ဖက်မှာလည်းကိုကိုရိုင်းရဲဘော်ဖြစ်ခဲ့တဲ့အချိန်မှာကိုရဲ့ဥဆောင်သူကကိုကိုဘယ်လိုဆက်ဆံလဲကိုရဲ့ဥဆောင်သူကိုကိုဆက်ဆံရင်တော့ကိုမကြိုက်ဘယ်လိုဘယ်ဟာတွေကိုမကြိုက်ဘူးလဲကိုဘယ်ဟာတွေကိုကိုစိတ်ထဲမှာအဆင်မပြေဘူးလဲ ဘယ်အရာတွေကတော့ကိုကဆံပြူပါလဲဘယ်အရာတွေကတော့ကိုကချမ်းချစ်တတ်ရလဲဆိုတဲ့ဟာတွေကိုစဉ်းစားရမယ်နှစ်ဖက်ပေါ့နော်ကိုရဲ့ဥဆောင်သူလုပ်တဲ့ဟာတွေကိုလည်းအမှုချင်းတွေကိုလည်းကိုကအတူယူပြီးတော့မှဆန်နူနာကောင်းနေဖြစ်ကိုကလိုက်လုပ်ရမယ်တစ်ဖက်မှာလည်းကိုကိုရင်ခံစားခဲ့ရတဲ့ခံစားချက်မျိုးတွေမှာကိုရဲ့ရဲဘော်ရဲဘက်တွေကိုကိုရဲ့ကိုအချိုးရတဲ့ကိုကုတ်ခဲ့ရတဲ့ရဲဘော်ရဲဘက်တွေပေါ်မှာကိုကိုရင်ခံစားရတဲ့ကဲတို့ကြော်ရွှင်မှုတွေနဲ့ လွတ်လပ်မှုတွေနဲ့စီကံကြဖြစ်ဖို့အတွက်ကိုမတို့ကလက်တွေ့ကျကျလုံဆောင်ရမယ့်အခြေအနေကိုရောက်လာပြီဆက်လက်ပြီးအခမ်းအနားအစီအစဉ်ကားအရာစစ်တပ်နဲ့စစ်ကြောင်းမှရဲဘော်တို့မှအမတ်တရစကားပြောကြပေးပါရဲ့ဖိတ်ခေါ်အပ်ပါတယ်ရှင်တိုင်းတစ်ဖွဲ့ဖြစ်တယ်ဗောနော်ဒါမဲ့တွန်လိုင်းတစ်ဖွဲ့ဆိုမှကျွန်တော်ကတွန်လိုင်းအဖွဲ့ဆိုတာထက်ဒီတိုင်းပြည်တော်ဝင်ကိုစကားစပြီးသွားလို့ရှိရင်ကျွန်တော်ကလက်လွဲပြီးတဲ့အခါကျကျွန်တော်တို့ကိုယ်တိုင်ကဒီ မကောင်းတဲ့တက်ကိုမကောင်းလို့ဖြုတ်ပြနေမှာကျွန်တော်ကကောင်းတဲ့တက်ပြန်စားထုတ်ဖို့ပဲကျွန်တော်ကိုယ်လည်းမှာစစ်တက်တက်နဲ့ဟိုညီမတွေကိုကောင်းမွန်တဲ့စစ်တက်တက်မှာရှိတဲ့ရှိတဲ့အရေးရှိတဲ့ပြေကိုလိုလိုရောတော့အဲ့တော့အဲ့လိုစစ်တက်တက်မှာကျွန်တော်ကစွမ်းရည်၃ရက်ဆိုတာလည်းဒါအကုန်လုံးတည်ရတာအဲ့တော့အဲ့စွမ်းရည်၃ရက်မှာကျွန်တော်တို့မှာဟိုအဓိကအရေးကြီးကဏ္ဍဖြစ်တဲ့အုပ်ချုပ်မှုစွမ်းရည်ဒီကအင်မတန်အရေးကြီးအရေးကြီးတယ်ဆိုတာလည်းအကုန်လုံးတည်ရတယ်အဲ့တော့ကျွန်တော်ဒီအုပ်ချုပ်မှုစွမ်းရည်အရေးကြီးတဲ့အတွက် ီလိုတင်တန်းမျိုးကိုကျွန်တော်တို့အခြေဒီရှေ့မှာလည်းဒီစစ်စင်ကြီးကာလကြီးဆင်နွှဲနေကြတဲ့ဈားတွေကမချစ်ဖြစ်အောင်ねကျွန်တော်တို့ကျွန်တော်တို့ကိုဒီလိုတင်တန်းကိုပြီးပြီးတော့ကျွန်တော်တို့ရဲ့အရေးသွေးတွေကိုညှင့်နှင်ပြတဲ့အတွက်ဒီတင်တန်းရောဒီတင်တန်းတက်နေတဲ့ရဲဘော်တွေရောပြီးတော့ဒီတင်တန်းကိုကြီးမှုကျင်းပတဲ့ဒီသက်စစ်ဆိုရပြည်ရဲ့တက်ဖွဲ့ရောဒီတင်တန်းချင်းမြောင်အတွက်ထောက်ပံ့ကူညီပေးတဲ့ဒီပြည်သူလူထုအကုန်လုံးကျေးဇူးတင်ပါတယ်ကျွန်တော်ရပ်သွေးနေပါတယ်ဆက်လက်ပြီး အခမ်းအနားအစီအစဉ်600ရာ Justice ဆိုကြတပွဲမှာတပွဲမူမန်းဆွဲမှာမိကုံးချုပ်အမှားစကားပြောကြပေးပါရန်ဖိတ်ခေါ်အပ်ပါတယ်ရှင်ဒီနေ့24ရက်5လ2025 Justice ဆိုကြတပွဲနဲ့ကျတဲ့နဲ့စကြောင်းမှာဘူးပေါင်းဖွင့်လက်တော့စစ်ပဆိုင်ရာဂျိုင်းနဲ့နဲ့ပါပဲအဲ့တော့ကျွန်တော်တို့ကဒီခေါင်းဆောင်တွေကိုတူးတူးတယောက်တည်းရတယ်ဥဆောင်တာမဟုတ်ဘဲね generation like ဥဆောင်နိုင်တော့ စမတ်ကြသောစကွတ်လိုက်ကြီးလီဒါရှစ်စကေးကိုပိုင်နိုင်သောခေါင်းဆောင်တွေဖြစ်ဖို့အထိပါကျွန်တော်တို့ကဒါဂျီမန်ချက်နဲ့ကျွန်တော်တို့ဒီတိုက်ပွဲကြီးကိုကျွန်တော်တို့တိုက်ခဲ့တာပေါ့အဲ့တော့ဒီနေ့ဒီသင်တန်းပြီးွားတာဒီတိုက်ခဲ့မှုတဲ့တိုက်ပွဲတွေထဲမှာဒီဒီတိုက်ပွဲဟာကျွန်တော်ဟိုတော်တော်စဉ်းစဉ်းစားစားကြိုးကြိုးစားစားနဲ့တိုက်ခဲ့တဲ့တိုက်ပွဲတစ်ပွဲဖြစ်တယ်လို့ကျွန်တော်ပြောချင်ပါတယ်ဗောနော်ဒီတိုက်ပွဲကိုတိုက်ဖို့အတွက်ကျွန်တော်အာယူပြင်ဆင်ရတာတွေ မနှဲပါဘူး။ဘာဖြစ်လို့လဲကျွန်တော်တို့စကားရှိတဲ့စကားကိုပြန်ကောက်ရလို့ရှိရင်ရဲဘော်တွေကဘယ်တော့မှမမားပါဘူး။ခေါင်းဆောင်ကောင်းတွေကတေချာလမ်းမပြနိုင်တာပါ။အဲ့တော့ကျွန်တော်တို့တော်လန်ရေးမှာ COC meeting နဲ့ COC meeting နဲ့ဆိုအနေနဲ့ရဲရဲကတော့ on နေတာပဲ။ဒါပေမဲ့ COC ဒီကျွန်တော်တို့ရဲ့တပူးကောင်းတို့ရဲ့သင်္ကန်းစာထဲမှာကိုကဲမှုဆိုတဲ့သင်္ကန်းစာကိုပြန်ပြောရရင်ဥပဒေကိုမိမိကိုယ်နဲ့လိုက်နာစေခြင်းအဖြစ်ကိုယ့်ရဲ့ငွေသားတွေကို လိုက်နာစေတတ်ရမယ်ဆိုတဲ့စကားတိုင်း စီယိုစီယိုမိကျင်လို့ရှင်လူကြီးတွေအနေနဲ့ကိုယ့်ကိုအရင်ဆုံးစီယိုစီဆိုတဲ့သဘောတရားကိုသိရလားနီးဥပဒေကိုသိရလားနီးဥပဒေရောရှိရလားကိုကိုယ်တိုင်ရောလိုက်နာကျင့်သုံးလားကျင့်သုံးစေခြင်းအဖြစ်ရဲဘော်တွေကိုလည်းလိုက်နာကျင့်သုံးစေလားဆိုတာကိုသုံးသပ်ရမယ်ပေါ့အဲ့တော့ကျွန်တော်တို့ရဲ့လိုအပ်ချက်ကိုတော်လိုင်းရဲ့လိုအပ်ချက်ကိုဒီနေ့ဒီချိန်မှာကျွန်တော်တက်ဆွမ်းသလောက်ကျွန်တော်တို့တက်ဖွဲ့တက်ဆွမ်းသလောက်ပြည်သူလူထုရဲ့အခုညီနဲ့ပြည့်စည်နိုင်ခဲ့တဲ့အတွက်เนาะပါဝင်တဲ့တက်ဖွဲ့ဝေတိုင်းကိုလည်း ဟိုကျေးဇူးတင်တယ်ကိုကိုတိုင်အုပ်ချုပ်တဲ့အခါမှာလဲ COC စကားရဲဘော်ကိုပြောချင်လို့ရှင်ကျွန်တော်ထပ်ပြောလိုက်မယ်ဒီစနစ်ကိုမိဥပဒေကိုကိုတိုင်သိရှိနားလည်စေခြင်းအားဖြင့်မိမိကိုတိုင်လိုက်နာပြီးငွေသားများကိုလိုက်နာစေပါလို့အဲမှာကြိုင်းနဲ့ညီကုန်းချုပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အောက်ချုံမှုတင်းနေအပတ်စင်တင်းတင်းနေစပွဲခန်းနာ 后面上比生姜，今年俺爸的心。